ဆနလပိုင်းတွင် ရာဟုသားမှုတဲ့တရုတ်ကနေမိတ် TV မှာဖြစ်ပါတယ်ကျွန်တော်ကတော့မောင်ပြီးခါပါဒီဆနလပိုင်းတွင်ရာဟုသားမှုပဲအချီးရင်အိမ်တော်ရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးသမိကန်ကအစုံငွေကြေးကအစားကျွန်စုံလေးတော်လေးကြည့်ပြီးမယ်ပြီးရင်ဗျွေးနောက်မှာကျွန်ရေတရာလေးလည်းပြီးမယ်ဒီရေတရာလောက်ထားမယ်ဆိုရင်ဒီဆနလပိုင်းမှာရာဟုသားမှုတွေကန်ကောင်းချီတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ရေတရာကိုပြောင်းလုပ်ပြီးပါဦးကျွန်တော်ကကြံပြစ်ချင်ပါတယ် မျိုးလေးမစားတင်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကို့လိုမျိုးပဲခက်ခဲတဲ့အချက်တွေရင်ဆိုင်နေရတဲ့လူမြင်တွေ့ရအောင်ဒီဗီဒီယိုမျက်နှာနဲ့ like share ဖော်လွားနေပုံမေးပါတယ်ခင်ဗျာမိတ်ဆွေတို့ share တဲ့ချက်ဒီတစ်ဖက်မှာမြင်တွေ့သွားလို့ရတရား like ချင်လို့အချင်းပြေသွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်တော်ကောင်ထပ်တူကုလိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဗီဒီယိုမျက်နှာနဲ့ like share လုပ်ဖို့မမေ့ပါနဲ့ခင်ဗျာဒါဆိုရင်ကျွန်တော်တို့တူတူ like ကြကြမယ်ခင်ဗျာဒီဆလလပိုင်းမှာရာဟုသားအတွက်ကံကောင်းနေလားကံဆိုးနေလားမေးရင်ကောင်းအားက90လောက်ရှိတယ် တတိထားရမှာ90လောက်ရှိပါတယ်။ဘာရီယာကောင်းနေတာလဲဘာရီတတိထားရမလဲဆိုတော့ဟိုသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ဒီထားရမယ့်အရာတွေကိုကျွန်တော်ပေးတဲ့ကြေညာကိုခြေလိုက်မယ်ဆိုရင်ကံကောင်းမှုတွေတရားပေါ်ရရှိမှာဖြစ်ပါတယ်။နံပါတ်၁တစ်ချက်နေနဲ့ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းတယ်။အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာမှာဖြစ်ပါတယ်။အလောက်ကိုင်းခွင့်လန်းကောင်းပြန်ပေါ်ပြီးတော့ကိုရရာရှိတဲ့ငွေတွေပြန်လည်ရရှိတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကြမ်းကြာနေတဲ့ငွေတွေ ပြန်မရောက်တဲ့ငွေတွေကတေချာမောင်းပြန်ရရှိမယ်ဒေါ်လာတွေမှာရှိပါတယ်ဒီတစ်ချက်တော့အရန်ကောက်ပါတယ်လောဝပြန်မရောက်တဲ့ငွေကြီးဥစ္စာပစ္စည်းတွေလည်းပြန်လည်ရရှိတတ်ပါတယ်ဒါကြောင့်မို့ငွေကြီးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ငွေစုမိဆောင်းပြီးမယ်ဒေါ်လာတွေမှာရှိပါတယ်ဒီတစ်ချက်တော့အရန်ကောက်ပါတယ်တခုတည်းထားရမှာကမိတ်ဆွေတန်းနဲ့ပတ်သက်တာအထူးယူဆရမယ်ဒေါ်လာတွေမှာရှိပါတယ်တငယ်ချင်းတွေမိတ်ဆွေတို့ကိုအကျိုးမပေးတဲ့ကာလတွေမှာဖြစ်တော့ကြောင်းမိတ်ဆွေတို့အနေနဲ့အသတိထားရမှာကတငယ်ချင်းတွေမိတ်ဆွေပေါင်းကြီးဆက်ဆံနေရမှာစိတ်ပေါင်းပူပါဆိုတဲ့ပုံစံမျိုးလေးကို ပေါင်းတင်ဆက်ဆံရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ပဲမိတ်ဆွေတို့ငယ်ချင်းစကားတွေကိုနားထောင်နေမယ်။ကိုကဘလို့ခက်ခဲပဲဖြစ်ဖြစ်သူတို့တိုင်ပင်ဆွေးနွေးနေမယ်ဆိုရင်တေချာပေါင်းမိတ်ဆွေရဲ့အခက်အခဲတွေကကောင်းလာမှာမဟုတ်ပဲနဲ့ပို့ပြီးတော့ဆိုးရွားတတ်ပါတယ်။သူတို့စီကအကြံဉာဏ်ကောင်းတွေလည်းရရှိမှာမဟုတ်ဘူး။မိတ်ဆွေကငယ်ချင်းကံနဲ့ပတ်သက်မယ်ဆိုရင်ထူးခူးဆိုင်ပေးပါခင်ဗျာ။တိတ်အကျိုးမပေးတဲ့လှတလမှာရှိနေပါတယ်။ကိုရမ်းခင်ရတဲ့မိတ်ဆွေတွေအရမ်းချဲ့တဲ့မိတ်ဆွေတွေကကိုယ့်တစ္ဆာဖောက်တတ်ပါတယ်။ ဒါကြောင့်မို့ဒီလိုဆန္ဒလပိုင်းမှာယာဟုသားတွေနဲ့လူယုံလည်းမထားသေးပါဘူး။အထူးထိထားရမှာကကိုယ့်ရဲ့အခက်အခဲတွေအကျက်တဲတွေကိုတငယ်ချင်းမိတ်ဆွေတို့တွားရောက်မပြောပြပါနဲ့။တွားရောက်မတိုင်ပင်တည်တဲ့ကာလတွေမှာရှိပါတယ်။ဒါကြောင့်မို့ယာဟုသားတွေနေတဲ့ကိုယ့်ရဲ့အခက်အခဲတွေကျက်တွေဖြစ်လာခဲ့မယ်ဆိုရင်ကိုယ့်ရဲ့ပိသားစုဝင်ကလွဲပြီးတော့တငယ်ချင်းတွေမိတ်ဆွေတို့အားကိုမတည်ပါဘူး။အားကိုမိမယ်ဆိုရင်တေချာပေါ့သူတို့စီကအကြံဉာဏ်ကောင်းတွေမရမဲ့အပြင်အခက်အခဲတွေအကျက်တွေဖြစ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ဒီဆန္ဒပိုင်းမှာ Yahoo သားမိနဲ့တကယ်ချင်းမိတ်ဆွေကန်ဒီမြန်တော့ကြောင့်မို့အထူးယူဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။အရန်ကောင်းနေတာတခုကမိသားစုရင်းနဲ့ပတ်သက်တော့ကိုဘလောက်ပဲစဉ်းကျင်ရာတွေရှိရှိဘလောက်ပဲတောကများများမိသားစုဝင်တွေကကိုအကူအညီပေးလိမ့်မယ်အထောက်ပံ့ပေးလိမ့်မယ်။ဒါကြောင့်မို့မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေလာသလားဖြစ်တော့ကြောင်း Yahoo သားမိတဲ့မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်အဆင်ပြေပါတယ်။ကိုရဲ့မိသားစုထဲမှာနားလည်မှုလွဲနေတာပဲဖြစ်ဖြစ် တရားတရားမခေါ်မပြောမိသားစုဝင်တွေရှိတယ်ဆိုရင်ပြန်လည်တင်းမြတ်သွားပြီးတော့အဆင်ပြေသွားမယ်ဆိုတော့လောက်ကလာမှာရှိပါတယ်။ဒါကြောင့်မိသားစုရေးနဲ့ပတ်သက်ရင်တော့ရန်ကောင်းပါတယ်။အိမ်ချမ်းမြေနဲ့ပတ်သက်မယ်ဆိုရင်တော့မကောင်းလားမေးရင်တော့ကောင်းတယ်။အထူးသဖြင့်ထားရမှာကတကယ်ချင်းတွေအကူအညီထောက်ပံ့တဲ့နော်အိမ်ချမ်းမြေတွေဝယ်ထားပြီးပြည့်ရောင်းမှပြည့်လောက်မယ်ဆိုရင်တေချာပေါ့အခက်ခဲတွေရင်ဆိုင်ရနိုင်ပါတယ်။ဒါကြောင့်မို့ကိုယ့်ဟာကိုယ်ပဲပေါ့နော်ရောင်းတာပဲဖြစ်ဝယ်တာပဲလောက်ကန်မယ်ဆိုရင်ပို့ပြီးတော့အကျိုးပေးပါရစေ။လူငယ်တွေရမ်းတည်ချင်တဲ့အခြေအနေနဲ့ပတ်သက်တာ တော်တော်လေးတည်ထောင်ရမယ့်ကာလထဲမှာရှိနေပါတယ်။အချိန်နဲ့ပတ်သက်ပြီးတော့ကြာလနမိတ်ရပြောရမယ်ဆိုရင်လူတယောက်ကိုကျိုးနေတဲ့ထက်ကလည်းချီနောင်ထားတယ်၊မျက်လုံးလည်းစီးထားတယ်။ပြီးတော့ကိုယ့်အနောက်မှာသားတွေကရှိနေတယ်။ဒီနမိတ်ကိုတည်ချင်အောင်ပြေရာဟုသားတွေအချိန်နဲ့ပတ်သက်မယ်ဆိုရင် view size စီချင်ပါတယ်။ကိုယ်နဲ့ကိုယ့်ချစ်သူနဲ့အစဉ်ပြေနေတဲ့အချိန်မှာဂျားလူတွေဝင်လာတာမျိုး၊သုံးဖွဲ့ဆန်ချစ်စလန်တွေရှင်စင်းရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ကိုယ်နဲ့ကိုယ့်ချစ်သူနဲ့အစဉ်ပြေနေတဲ့အဲ့ဒါကိုဂျားကလူကဝင်ပြီးတော့နော်ခုတ်သွားတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ ိုချစ်သူကလည်းကိုကိုစိတ်ကုံတာတွေစိတ်ပြတ်တာတွေဖြစ်ပြီးတော့တခြားနောက်ကိုပါတော်တတ်ပါတယ်။ဒါကြောင့်အခြေအနေပတ်သက်မယ်ဆိုရင်အထူးပြုဆရမယ်ကာလာလေးမှာရှိပါတယ်။ကျွန်တော်ကျမကအခြေအနေအဆင်မပြေဘူးဆိုရင်ဘယိုနောက်မှာကျွန်တော်ရေတရာလေးပြေးမယ်။အဲ့ဒီရေတရာလေးဆိုချင်အပြည့်ကံကောင်းမှုတွေတခြားပေါင်းရောက်ရှိမှာဖြစ်ပါတယ်။အရန်ကောင်းနေတာကခုကဆန်းရန်ပွင့်နေတယ်။ နောက်ကိုလူချစ်လူခင်များတဲ့ချစ်ကြတဲ့သူတွေပေါ်များနေတဲ့ကာလတွေမှာရှိပါတယ်။မိတ်ဆွေကအချိန်ကညံ့တယ်ဆိုပေမဲ့မိတ်ဆွေသဘောကျတဲ့သူတချို့တော့ရှိနေပါတယ်။ယောက်ကချစ်တို့မရှိဘူးဆိုရင်တေချာပေါ့ချစ်ကြတဲ့သူတွေပေါ်လာမယ်လှတလှထဲမှာရှိနေပါတယ်။အရန်ဆန်းပွေတယ်။ပြီးတော့ရေငွေချင်းကံမိတ်ဆွေကံမကောင်းဘူးဆိုပေမဲ့နောက်ပတ်ဝန်းကျင်ကအကူအညီထောက်ပံ့ကောင်းတွေရရှိမှာဖြစ်ပါတယ်။မိတ်ဆွေငွေချင်းမဟုတ်ဘူးနော်။ဥပမာကိုနဲ့မရင်းနှီးတဲ့သူတွေကကိုယ်ကူညီတာမျိုးဖိမတာမျိုးတွေတော့ကျွန်တွေ့မှာဖြစ်ပါတယ်။ဒီတစ်ချက်တော့အရန်ကောင်းပါတယ်။ အိမ်တော်ကြီးနဲ့ပတ်သက်မယ်ဆိုရင်မိမိအတုံးမကြမှုကြောင့်ကိုယ့်ရဲ့အိမ်တော်ကြီးတွေအဆင်မပြေတာတွေပြိုကွဲတာတွေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးနားလည်မှုတွေလွဲနေတာတွေကြက်ကြက်ဖြစ်နေတာတွေညှိလို့မရတဲ့ပြဿနာတွေတွေရင်ဆိုင်ရတတ်ပါတယ်။အဲ့ဒါကလည်းမိမိကြောက်ပါပဲ။ကိုယ်အတုံးမကြမှုကြောင့်ကိုယ့်ရဲ့အိမ်တော်ကြီးတွေအဆင်မပြေဖြစ်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမဲ့ကိုမြင်အောင်ကြည့်ပါအယူကန့်ဖြစ်ပါတယ်။ဒီအယူတယောက်ကပြပြောစင်တက်တက်ကြောင်နဲ့ဆက်သွားနေတယ်။အစ်မကြောက်ရှိနေအောင်သူကမသိဘူး။ဆက်သွားမယ်ဆိုတေချာပေါက်6ထဲကိုကြာသွားမယ်ဆိုတော့နံပါတ်ချင်းမှာရှိပါတယ်။ ဒါကြောင့်မို့ Yahoo တာမင်းလေးနဲ့ကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာပြောတာတွေဆိုတာတွေစစ်စာတွေသူသူဆိုင်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။မဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့အိမ်တော်ရဲ့ညံ့သွားတတ်ပါတယ်။မိတ်ဆွေရအိမ်တော်ကြီးကံမကောင်းတဲ့သူအိမ်တော်ကြီးကြောက်တော့ကများနေတဲ့သူအိမ်တော်ကြီးကြောက်စိတ်ညစ်နေရတဲ့သူဆိုရင်ဘေးဝဲနောက်မှာကြောက်ရတဲ့အားလေးပေးမယ်။ဒီရရလလက်ချင်အားဖြင့် Yahoo သားမေအိမ်တော်ကြီးကံတွေကောင်းမွန်လာမှာဖြစ်ပါတယ်။ကျမရေးနဲ့ပတ်သက်ပြီးတော့ကျမရေးကံကတော့အရန်ကောင်းတယ်။ ယာရီဥတုအကူပြောင်းအကြောင်းကျမကြီးရဲ့တရားညှန့်တက်ပါဒီချက်တော့ရှိပါတယ်။ဒါကြောင့်ကျမကြီးပတ်သက်ပဲဆိုသူတို့တော့စိတ်ပူစရာတော့မလိုဘူး။နောက်ကကျမကြီးအញ្ញမ်းညှန့်နေတဲ့သူတယောက်ကျမကြီးမကောင်းတဲ့သူတယောက်ဆိုရင်တေချာပေါင်းဒီဆက်လက်လာပိုင်းမှာကျမကြီးကောင်းသွားမယ်ဆိုရင်လာတလာမှာရှိပါတယ်။အရန်ကောင်းပါတယ်ခင်ဗျာ။တခုတတိထားရမှာကယာဟူသားမီဖိဖိမင်းမင်းနေနဲ့တာကျိုရတမီကျိုရခန်းစားမယ်လာတလာတော့မဟုတ်ပါဘူး။တားတွေတွဲကြောင်းတမီတွဲကြောင်းကိုမှတော့ကများနေတာတွေစိတ်ညစ်စရာတွေကြုံတွေ့တတ်ပါတယ်။ နော်ဒါကြောင့်မို့တာမီတန်နဲ့ပတ်သက်မယ်ဆိုရင်အရန်ညံ့တဲ့အကြောင်းမို့အသက်နိုင်ဆုံးသူတို့နားလည်နိုင်အောင်ပဲစူးစမ်းပါကိုကသူတို့ကိုနော်အရန်ညှော်လင့်ထားတယ်ကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်လာအောင်ဆိုမိတ်ဆွေပဲတောကများရလိမ့်မယ်ဒါကြောင့်မို့နော်သူတို့တိတ်အာရုံမဆိုင်ပါနဲ့အသက်နိုင်ဆုံးနားလည်နိုင်အောင်ပဲစူးစမ်းပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ဘာသာတရားနဲ့ပတ်သက်မယ်ဆိုရင်ဒီဆန္ဒပိုင်းမှာယာဟုတိုင်းအတွက်ကန့်ညံ့သွားတတ်ပါတယ်ဘာသာတရားတွေကိုမလုပ်ချင်တာတွေမကင်ချင်တာတွေနော်ဘာသာတရားနဲ့ပတ်သက်ပြီးတော့ဘာသာအလိုက်လေးပေါ့နော် အာလောက်ချင်စိတ်တွေမရှိတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်။ဒါကြောင့်မို့ပါတာပြောင်းအာရုံဆက်ပေးပါ။ကုလိုကောင်းမှုတွေများများလောက်ချင်အောင်မိတ်ဆွေရဲ့ညံ့တွေပြေပြောက်သွားပြီးတော့ကောင်းတဲ့ຢာလေးတွေကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်။အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတဲ့လှပလာဖြစ်ပါတယ်။တော်တော်များများကညံ့နေတယ်ဆိုပေမဲ့အလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်အရန်အားကောင်းတယ်။ဘာတွေကောင်းနေတာလဲဆိုတော့မိတ်ဆွေကအလုပ်တွေပြောင်းချင်တာလားအလုပ်တွေစတင်ချင်တာလားအလုပ်တွေတိုးချဲ့ချင်တာလားအလုပ်နဲ့ပတ်သက်ပြီးနိုင်ငံခြားကြီးချင်းတွေတွားမှာလား အလုံနဲ့ပတ်သက်မယ်ဆိုရင်ဘယ်အလုံမယ်ဆိုအကျိုးပေးနေတဲ့ကာလတည်းမှာရှိနေပါတယ်အထုထိထားရမှာကကိုယ်အလုံကအောင်မြင်လာလေလေကိုယ်မလိုတဲ့သူတွေတော့များလာလေလေဖြစ်တဲ့အကြောင်းမို့အထုထိထားရမှာကမိတ်ဆွေကန်နဲ့ပတ်သက်တာကိုယ့်ရဲ့မိတ်ဆွေရင်တငယ်ချင်းတွေကကိုယ်အလုံကန်အရှင်ပြင်သူပျော်ရမယ့်အစားကိုမနာလိုတာတွေမုန်းကြတာတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မလုံကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်ကိုယ်စူးစမ်းရင်စူးစမ်းတော့အောင်မြင်မယ်လာတလာမှာရှိပါတယ် မိတ်ဆွေကဘာမှမလုပ်ဘဲနဲ့ထိုင်နေလို့ကတော့ဘာမှဖြစ်လာမှာတော့မဟုတ်ဘူး။ဒါကြောင့်မို့အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်အားကောင်းနေတယ်လာတလာမှာရှိနေပါလေ။မိတ်ဆွေတို့အနေနဲ့အထူးသဖြင့်ထားရမှာကကံနဲ့ပတ်သက်တဲ့လူတွေလုံးဝအကျိုးမပေးဘူးနော်။ကိုစုဆောင်သားတဲ့ငွေကြေးတွေဥစားပစ္စည်းတွေကံနဲ့ပတ်သက်ပြီးတော့ပလုံသွားတတ်ပါလေမိတ်ဆွေကကံနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေတဲ့သူတယောက်ဆိုရင်အထူးပြုဆိုင်ပါခင်ဗျာအကျုံမပေးဘူးเนาะဆော့ရှုံမှုလေးတွေဖြစ်နိုင်ပါလေဘာကြောင့်လဲဆိုတော့ဒီကံနဲ့မိတ်ကိုမရောက်ကြည့်ပါ ဒီကနမိတ်ကမိတ်ဆွေကန်နဲ့ပတ်သက်တဲ့အလုပ်တွေကိုသူကကိုစားပြုတာဒါကြောင့်မိတ်ဆွေလောက်တဲ့အလုပ်ကကန်နဲ့ပတ်သက်နေတယ်။ဟိုမှာခင်ဗျာဟိုတိုင်းတိုင်းနဲ့ကိစ္စလေးတွေပေါ့နော်အဲ့လိုကိစ္စလေးလုံးမိမယ်ဆိုရင်တေးကြမောက်ပလုံသွားမယ်ဆိုလားလားမှာရှိပါပြီးတော့ကန်နဲ့ပတ်သက်ပြီးတော့နော်အဲသတိထားပြီးတော့လောက်ကင်ပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာမိတ်ဆွေကနော်ကန်နဲ့ပတ်သက်ရင်လေဒါကန်ဆန်းချင်တယ်ဆိုရင်တော့နော်ဒီလထဲမှာအချိုးပြည့်ရဲ့နံပါတ်က3ပါးရဲ့နံပါတ်တွေ4ပါးရဲ့နံပါတ်တွေကအရန်ချုပ်ပေးပါရစေ ဒီနံပါတ်တွေရွေးချယ်ပြီးတော့ကန်ဆန်းကြည့်ပေါ့ဒီလောက်เนาะတချို့ကိုပြောတာเนาะဒါပေမဲ့ကန်နဲ့ပတ်သက်တော့လုံးဝအကျိုးမပေးဘူးဒါပေမဲ့ဆန်းကျင်နေဆိုရင်ဆန်းကြည့်လို့ရပါတယ်ဒီ3နဲ့4ကအကျိုးပေးနေတဲ့နံပါတ်ဖြစ်ပါတယ်ကန်ကောင်းနေတဲ့ရောင်ကလိန်မော်ရောင်နဲ့အစိမ်းရောင်တွေကကန်ကောင်းပါတယ်ကိုကအရေးကြီးတဲ့ကိစ္စတွေပြောဆိုမယ်အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်ဒီအရောင်ဝိစင်ကြီးအောင်ပြီးကန်ကောင်းမှုတချို့ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ချက်ရန်ကောင်းနေတာကဒီဆက်မလပိုင်းမှာကိုမမြင်နိုင်တော့လုံးဝပညာပြုစားနှောက်ဆက်ဖို့ကအရန်ရှားပါပါတယ်လွယ်လွယ်နဲ့လုပ်လို့မရပါဘူး ်မိတ်ဆွေကဖျားတရားတော်လှုပ်လိုက်မယ်ဆိုရင်တော့တေချာပေါ့ဘာမှလှုပ်လို့ရမှာမဟုတ်တော့ပါဘူးဒါမှမဟုတ်မိတ်ဆွေကပြီးခဲ့တဲ့လတော့ကလည်းအညံ့တွေကဒီလားဒီပါလာမယ်ဆိုရင်တော့ဒါမိဆက်ရဆရာရဲ့စစ်စစ်တင်ပါတယ်ဥမာခမညာမိတ်ဆွေကစေကန်းစီုံသွားလဲမပြဘူးတွေးစစ်တက်မှန်ရိုက်လဲမပြဘူးဖျားစစ်ခိုးတဲ့အချိန်မှာအမြဲတမ်းငိုချင်နေတယ်အပြိရရင်ကိုယ့်အနာမှာလူတယောက်ရှိတာတွေခံစားရတယ်ပြီးတော့ကို့သူများတွေကစေနာနဲ့လာပြောတယ်မြေတားနဲ့ပြောတယ်လက်မခံဘူး ။နော်အမြဲတမ်းလိုလိုစိတ်တူသောတာဖြစ်နေတဲ့ဆိုရင်နေဆက်ရဆရာတွေမှာစစ်စစ်တင်ပါတယ်။တခါလေကြာရင်မိတ်ဆွေတို့ကလည်းစီးပွားရေးတွေအလောက်ကိုင်းတွေငွေချေမိသားစုဘာတစ်ခုမှအဆင်မပြေဘူးအခက်ခဲတွေနဲ့ပဲရင်ဆိုင်နေရတယ်ဆိုရင်လည်းဘာကိုရဲ့အိမ်ကိုလည်းနော်ကိုရဲ့မိသားစုကိုလည်းတိုက်ထားတဲ့အတိုက်တမျိုးလည်းဖြစ်ပါတယ်။ဒါကကျွန်တော်လောကီပညာနဲ့ပတ်သက်တာပေါ့နော်။ဒီကိစ္စကိုချစ်ရရုံချင်တဲ့သူတွေကလည်းယုံမယ်မယုံကြည်တဲ့သူကလည်းမယုံကြဘူးကျွန်တော်ရဲ့ကိုယ်သွေးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကအကြံဉာဏ်လေးပေးတာတကယ်လို့မိတ်ဆွေကစစ်စစ်ကြည့်ချင်နေဆိုရင် ကျောက်ကိုဆက်သွယ်လာပေးပါအခမဲ့စစ်ဆေးပေးပါမယ်။မိတ်ဆွေရကျော်ပြောတဲ့အချက်မရှိဘဲနဲ့စားလို့နှောက်လို့ပြောင်းလို့တော့မဆက်သွယ်လာပါနဲ့ခင်ဗျာ။ကျွန်တော်ကလည်းမအားတဲ့ကြားကနေအခမဲ့စစ်ပေးရတော့ကြောင့်မို့နော်လူတိုင်းကိုစစ်ပေးဖို့ကအဆင်မပြေလို့ပါ။ကဲဒါဆိုရင်မိတ်ဆွေကိုကျွန်တော်ပြောတာကိုကဲဒါဆိုရင်နားလေသဘောပေါက်ကြမယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ပြောတဲ့အချက်တွေမိတ်ဆွေကဂရုစိုက်နိုင်မယ်ဆိုရင်အညံ့ကနေအကောင့်ဘက်ခြံကိုရောက်လာမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ပေးတဲ့ရည်ရည်အောင်လေးယုံကြည်နဲ့ပြုလုပ်ပေးပါခင်ဗျာ။ခြေရမယ့်ရည်ရည်အားကတော့တိတ်မခတ်ပါဘူးလွယ်ကူပါပဲ။ မိတ်ဆွေတို့ဖတ်ဟုံးကျင်းမှာစကားမပြောတတ်တဲ့ကလေးเนาะဒါမှမဟုတ်အားနေတဲ့လူကိုအလှူဒန်းလေးပြုလုပ်ပေးရမှာဖြစ်ပါတယ်စကားမပြောတတ်တဲ့ကလေးဆိုတာကဥမာဟိုလှပိုင်းကလေးတွေပေါ့เนาะဒါစကားပြောလို့မတတ်တယ်ဥမာ6လ9လဟိုတစ်နှစ်လောက်ဆိုရင်ပြောတတ်ပြီတချို့တွေကအဲ့လိုပြောမတတ်တဲ့ကလေးတွေလည်းရတယ်ဒါမှမဟုတ်ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအားနေတဲ့စကားပြောလို့မရဘူးเนาะစွအားနေတဲ့လူတွေရှိတယ်ဆိုရင်လည်းဒီရတရားကိုသူတို့နဲ့လှုပ်လို့ရပါတယ်လှုပ်ရမယ့်ရတရားသူတို့ကိုကဟိုတတ်နိုင်တဲ့လောက်ပေါ့เนาะအင်ဂျီအဝတ်စားအဝတ်ထည်လေးတွေကိုဖြူပေးရမှာဖြစ်ပါတယ် ပြီးတော့ရငွေကလည်း90မဟုတ်ရင်900 5000 9000ပေါ့မိမိတက်နိုင်တဲ့ငွေပမာဏကိုထူထမ်းပေးရမှာဖြစ်ပါတယ်ဥပမာ9ကဖက်ကဖြစ်နေရမယ်9ချက်90 900 5000ကိုရနိုင်ငံလိုက်လေးပေါ့နော်မြန်မာပြည်မှာဆိုရင်တော့ဒါ900လောက်ထူထမ်းလို့ကြားတယ် အဲ့တော့ထိုင်းကလူတွေအနေနဲ့ကတော့90လောက်တူတန်းပေါ့၅ဘက်ဆိုတော့လည်းအဆင်မပြေဘူးပေါ့နော်။ဒါကြောင့်မို့ဒီလိုရတရားလေးကိုမိတ်ဆွေကဘယ်နေ့မှလုပ်ရမလဲဆိုတော့ဒီလထဲမှာပြအောင်လုပ်လိုက်ပါမမြန်လုပ်လို့မိတ်ဆွေတို့အကျိုးထူးတွေရရှိလေးဖြစ်တယ်။ကျွန်တော်ပေးတဲ့ရတရားကိုယုံကြည်လုပ်ချင်အောင်မိတ်ဆွေတွေအညံ့တွေပြပြောက်သွားပြီးတော့တလပတ်လုံးတန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။ဒီရတရားကိုယုံကြည်နဲ့ပြုလုပ်ပေးပါခင်ဗျာ။ပြီးတော့မိတ်ဆွေကစုတောင်းနိုင်ရင်ပိုကောင်းတယ်။ဒါသူ့စိတ်မှာတော့သူ့မထောင်းနေပေါ့နော်။တမျိုးထင်လိမ့်မယ်။ကဲသူ့ရဲ့နောက်ကွယ်မှာကဲကျွန်တော်ကျမဒီနေ့လှူရတဲ့အကျိုးအားကြောင့် ော်ဒီဆန္ဒပိုင်းမှာကျွန်တော်ကျွန်မဂျုံတွေးနဲ့အခက်ခဲတွေအကျက်တွေပြပြောက်သွားပြီးတော့ကောင်းတဲ့အရာတွေတွေရောက်ရှိပါစီဆိုပြီးတော့ဆုတောင်းရမှာဖြစ်ပါတယ်။ဒါဆိုရင်တေချာပေါ့အညက်တချို့တွေပြပြောက်သွားပြီးတော့ကောင်းတဲ့အရာတွေတွေရောက်ရှိလာမှာဖြစ်ပါတယ်။ယုံကြည်မှလို့တော့မယုံကြည်ရင်မလုပ်ပါနဲ့။အာဒီယောကလည်းတိတ်မရှိတော့ကြောင့်မို့ကျွန်တော်ဒီရေတရားပတ်သက်တာအနေငယ်လေးပြန်ပြီးတော့ရှင်းပြခြင်းနဲ့အစီရင်ရေတရားတွေဆိုတော့မိတ်ဆွေတို့အထောက်ပံ့ကောင်းတွေပဲပေးနိုင်ပါတယ်။နော်တရားရကံတော့သူကလုတ်ပေးမနိုင်ဘူး။ဥမာ25လောက်တော့ပူညီပေးနိုင်တယ်။ A25 မှာလည်းမိတ်ဆွေယုံကြည်မှုလည်းရှိအောင်မှာနော်ပြီးတော့ရတရားပေးတဲ့ဆရာတွေကိုလည်းတနည်းစိတ်မထားဘဲနဲ့ရေယုံကြည်ကြည်လေးရှိအောင်မှာပဲအစဉ်ပြေမှာဖြစ်ပါတယ်မိတ်ဆွေကပြီးရင်ပြီးရောဆိုပြီးတော့ပြုလုပ်လိုက်တယ်အောင်မြင်အောင်မြင်မိတ်ဆွေကဂယုမဆိုင်ဘူးနော်ဒီရတရားလောက်လည်းငါတော့ဘာမှအပန်းမကြီးမွေလည်းများမတော့ခက်ခါလောက်ကြည့်မယ်အစဉ်ပြေရပြီးပေါ့အဲ့လိုစိတ်နဲ့စိတ်ထားနဲ့လုပ်မယ်ဆိုရင်မိတ်ဆွေရဲ့စိတ်ရင်းခံတိုင်းပဲအောင်မြင်မှာမဟုတ်ဘူးအစဉ်ပြေမှာမဟုတ်ဘူးမိတ်ဆွေကိုယ်တိုင်ကယုံကြည်မှုမရှိတဲ့အတွက်ကြောင့်မို့ဒီအစဉ်တွေရတရားကိုစောက်ရှောက်နေတဲ့ပုံကိုယ်တွေကလည်းကူညီပေးမှာမဟုတ်ပါဘူး ဒါကြောင့်မို့ကြောင့်အမြဲပြောတဲ့စကားရှိတယ်။ယုံကြည်မှလှုပ်ပါမယုံကြည်မှလှုပ်ပါနဲ့။မယုံကြည်မှလှုပ်နေမယ်ဆိုအောင်မြင်မှာမဟုတ်ဘူး။မအောင်မြင်ဆိုဆရာတွေကိုစော်ကားလာ။ပိုဆိုးသွားရောအဲ့ဒါကြောင့်ပေါ့နော်။ဒါကြောင့်မို့မိတ်ဆွေတို့ကြောင့်အချမ်းပြချင်တာကယုံကြည်မှလှုပ်ပါမယုံကြည်မှလှုပ်ပါနဲ့။ယုံကြည်မယ်ဆိုရင်အကျိုးထူးတွေရရှိမယ်။မယုံကြည်ဘူးဆိုရင်တော့ဒီတိုင်းဒီတိုင်းဖြစ်နေမယ်။နော်။ဘာကြောက်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းရောယုံကြည်မှုရှိတဲ့လူတစ်ယောက်ကိုတွေ့တွေ့ကြုံတာများတော့ယုံသွားတယ်။နော်။ဒါကြောင့်မို့ကြောင့်မိတ်ဆွေတွေကိုလည်းကျွန်တော်နားလဲပါတယ်။မယုံကြည်တဲ့သူတွေရောစိတ်လည်းမဆိုးဒေါသလည်းမဖြစ်ဘူး။ ဒါပေမဲ့ comment မှာတော့ပေါက်ခင်းရတယ်မရေးကြည့်ပေါ့။တော့မကျင်နဲ့ရင်မကြည့်ချင်ကြော်တော့ပေါ့ဒါပဲရှိပါ။ကဲစကားတွေကလည်းပြင်ရှင်နေပြီ။ဒီနေ့ video ကတော့ဒီလောက်ပါပဲခင်ဗျာ။ကျောင်းမဆွေတွေနှစ်အစနှစ်အစုံကောင်းတော့နမိတ်ကောင်းတော့သိကောင်းတော့ငွေကြီးကောင်းတော့ချစ်တူဘွားတွေပိုင်ဆိုင်ပြီးတော့ပျော်စွေနောက်ပြတာစွာတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာ။ဒီ video မြင်ရင်လည်းဒါအများဆုံး like share ဖွလွားနိုင်ဖို့မေးပါနဲ့ခင်ဗျာ။ပို့လို့မျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတို့မြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေနဲ့ကျွန်မကသတ်တူပို့လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ဗီဒီယိုမြင်တာနဲ့ share လုပ်ဝင်မိပါနဲ့ခင်ဗျာဓမ္မစီတွေနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေးလန်းချမ်းမြေ့ကြပါစေခင်ဗျာ